ီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့မျိုးစာအုပ်ဖတ်တာဝါသနာပါတဲ့လူတွေအတွက်စာအုပ်တွေကို free ဖတ်လို့ရတဲ့ application တစ်ခုကြောင်းပြောပြပေးမယ်။အဲ့တော့ကျွန်တော်တို့အတူတူဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်။ရန်ကုန် mobile store အခုနောက်ပိုင်းမှာလူတွေကတိတ်ပြီးတော့စောင်းမဖတ်ဖြစ်ကြဘူး။အစားအုပ်ဖတ်မဲ့စာတီ YouTube ပေါ်က audio book တွေကိုတွားပြီးတော့ဖတ်ကြတာပုံတော့များတယ်။ အဲ့လိုမျိုး YouTube ပေါ်က audio book တွေသွားနားထောင်နေချိန်မှာပြဿနာအချို့ကကြတော့ဒီ audio book တွေကတိတ်ပြီးတော့မစုံတာတို့နောက်ပြီးတော့ဒီ audio book ဖတ်ပြတဲ့လူရဲ့အတန်ကအရန်ကိုနှီးနေတဲ့ခါမျိုးကြရင်ကျွန်တော်တို့လူဒီစာဖတ်မြန်တဲ့လူတွေအတွက်ကကြတော့နည်းနည်းလေးပြင်းဖို့ကောင်းပါတယ်အဲ့တော့ကျွန်တော်ကဒီပေါ့နော်စာအုပ်တွေကိုဒီ free ဖတ်လို့ရမယ့် application တွေများရှိပြလားဆိုပြီးတော့လိုက်ရှာကြည့်တယ်။အဲ့လိုမျိုးလိုက်ရှာကြည့်တဲ့နေရာမှာအချို့ application တွေကတော့ဒီပတ်စံပေးပြီးမှဖတ်လို့ရတယ်။အချို့ application တွေကတော့ free ဖတ်လို့ရတယ်။ ဒါပေမဲ့ဒီစာအုပ်မစုံတာတို့နောက်ပြီးတော့ကြော်ညာတွေအရန်တက်တာတို့အဲအဲ့လိုမျိုးပြဿနာလေးရှိတော့ကျွန်တော်ကအဲ့ లై ရှာနေ లై ရှာနေနေမှာအခုဒီဗီဒီယိုမှာပြောပြပေးမယ် MMBot Ocean ဆိုတဲ့ application ကိုတွားပြီးတွေ့ပါတယ်။အာဒီ application ကကျွန်တော်အခုစမ်းသုံးကြည့်နေတဲ့အနေအထားအတွင်းမှာဆိုရင်စာအုပ်တွေကတော်တော်လေးစုံနေ category လိုက်အများကြီးခွဲထားပေးတယ်။နောက်ပြီးတော့ကြော်ညာတွေပါလည်းမတက်ဘူး။ တော့ဒီ application လေးကိုဘယ်နှကသွားဒေါင်းပြီးတော့ဘယ်လိုမျိုးလေးပါလဲဆိုတာကိုစပြီးတော့ကြည့်လိုက်အောင်ကျွန်တော်ဒီ application လေးကို Play Store ထဲမှာအရင်သွားဒေါင်းရမယ်အဲ့တော့ Play Store ကိုနှိပ်လိုက်မယ်ပြီးကြတော့ကျွန်တော်ဒီမှာ MM Ocean မြန်မာပို့ဆိုတာရှိတယ်အဲ့ဒါကို install လုပ်လိုက်ပြီးကြရင်ဒီမှာ open ဆိုတာတွေ့လိမ့်မယ်အဲ့ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ဒီ application လေးကိုစပြီးတော့ဝင်သွားလိမ့်မယ် My Data ချက်ကကြတော့ဒီအခြား application လေးကိုကျွန်တော်ဒီ account တွေပါတယ်ဖွင့်စရာမလိုအဲ့ချက်တော့တော်တော်လေးသဘောကျတယ်နောက်ပြီးတော့ဒီ application ကိုစဝင်ပြီဆိုတာနဲ့ ူကဒီလက်တလုံးမှာနာမည်ကြီးနေတဲ့ဒီ popular vote တွေဆိုပြီးတော့စီထားပြီးအများကြီးရှိတယ်။ဒီမှာဆိုရင်လည်းအများကြီးအဲ့ထဲမှာကိုကြိုက်တာတွင်လည်းဖတ်လိုက်လို့ရတယ်။နောက်ပြီးတော့သူကဒီ category like ပေါ့နော်ခွဲထားတဲ့ဒီစာအုပ်တွေလည်းအများကြီးရှိတယ်။ဒီမှာဆိုရင်ကျွန်တော်ဒီ site ပြိုးရေးနဲ့ပတ်သက်တဲ့စာအုပ်တွေရှိတယ်။ဒါတော့မိတ်ဆွေတို့ဖတ်ချင်လည်းဖတ်လို့ရတယ်။နောက်တစ်ခုကတော့ဒီ bidding တွေပါရေးစိတ်ဝင်စားဆိုရင်လည်းသူက bidding နဲ့ပတ်သက်တဲ့စာအုပ်တွေရှိတယ်။ဒီမှာဆိုအများကြီးပဲပေါ့နော်။ဒါလေးဆိုကျွန်တော်ငငယ်ငယ်တော့လီပေါ့နော်လက်ထောက်ပေးတယ်။အဲ့လိုမျိုးတွေလည်းရှိတယ်။ နောက်ပြီးတော့ဒီ business နဲ့ဆိုင်တဲ့ပတ်သက်စာအုပ်တွေတို့အဲဒါတွေလည်းဖတ်လို့ရတယ်။နောက်ပြီးတော့ကျွန်တော်အကြိုက်ဆုံးတစ်ခုကတော့ဒီ comic တွေပေါ့နော်မြန်မာ comic ပေါ့မြန်မာ cartoon တွေပေါ့အဲကျွန်တော်တို့ငငယ်တော့ဖတ်ခဲ့တဲ့အထဲမှာဆိုဘာရှိမလဲဆိုရင်ကျွန်တော်တို့ဒီမှာမိမန်းလေးတို့နောက်ပြီးတော့ဒီဘုတ်ဘိုတို့နောက်ပြီးကြတော့ဒီတွတ်ပီတို့ဒါတွေလည်းဖတ်ရှင်ဖတ်လို့ရဆိုတော့တော်တော်လေးစုံပြီးတော်တော်လေးမိုက်တယ်လို့ပြောရမယ်။နောက်ပြီးတော့ဒီ comic စာအုပ်တွေပဲတင်ဒီမှာ1500ကျော်လောက်ရှိတာဆိုတော့စိတ်ကြိုက်ဖတ်လို့ရတယ်။ နောက်ထပ်ဒီ mindset တစ်ခုကကြတော့ဒီလူကြီးတွေအတွက်လည်းသူကလုပ်ပေးထားပါဘောเนาะလူကြီးတွေအတွက်ဆိုရင်ကျွန်တော်တို့ဒီအောက်ကိုဆွဲချလိုက်မယ်ဆိုရင်ဒီမှာ religion ဆိုတဲ့အထက်မှာဘုရားဆောက်တွေအများကြီးရှိတယ်။အဲဘုရားဆောက်တွေမှာကိုဖက်ရှင်တော်ကိုဖတ်လို့ရတယ်။နောက်ထပ်တစ်ခုမိုက်တာကျတော့ဘယ်လိုလဲဆိုတော့တိုင်းဝတ္ထုတွေစိတ်ဝင်စားတယ်ဗောနော်။တရုတ်တိုင်းဝတ္ထုတွေအဲဖတ်ရှင်နေပါဆိုလဲဒီမှာရှိသေးတယ်။အဲဒီမှာဒီမှာ Marshall App ထဲမှာရှိတယ်။အဲထဲဝင်လိုက်မယ်ဆိုရင်ဒီမှာတရုတ်တိုင်းဝတ္ထုတွေအများကြီးရှိတယ်။ဆောက်တွေကတော့နည်းနည်းတော့မဟုတ်ဘူးဗောနော်။ကိုကြိုက်တဲ့ဟာလေးကိုကို ခွဲပြီးတော့ဖတ်လိုက်လို့ရတယ်။နောက်ပြီးတော့ဒီ language နဲ့ပတ်သက်တာတို့ history နဲ့ပတ်သက်တာတို့ဒါမျိုးတွေကိုကဖတ်ချင်တယ်ဆိုရင်လည်းဖတ်လို့ရတယ်။အဲ့တော့ကျွန်တော် Saudi ကိုဘယ်လိုဖတ်ရမလဲဆိုတာကိုပြောပြလိုက်မယ်။အဲဒီမှာဆိုရင်တော့ကျွန်တော်တခုဆန်းပြီးတော့လုတ်ပြလိုက်မယ်။အဲဒီမှာ Marshall အထဲဝင်လိုက်မယ်။ဒီတော့ဒီဖတ်ချင်တဲ့စာအုပ်ပေါ့နော်။ဒါလေးကိုနှိပ်လိုက်။ပြီးကြရင် download and read now ဆိုတာတွေ့လိုက်မယ်။အားလေးကိုနှိပ်ပေးလိုက်။ပြီးကြသူ download ဆွဲတာကိုတော့နည်းနည်းလေးရောစောင့်ပေး။ အဲဆိုရင်ကျွန်တော်ဒီမှာ renown နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီစာအုပ်ကိုကျွန်တော်ဖတ်လို့ရပြီ Okay ဒါလေးကတော်တော်လေးအဆင်ပြေတယ်နောက်ပြီးတော့ကျွန်တော် favorite ထဲသွားပြီးတော့ထည့်ထားနေတယ်ထည့်ထားလို့ရတယ်အဲ့လိုမှမဟုတ်ကိုကစာအုပ်နံပါတ်ကိုဒီရိုက်ရှာပြီးတော့လုပ်ချင်တယ်ဆိုရင်လည်းဒီမှာ search လေးရှိတယ်အဲ့ search ထဲကိုဝင်ပြီးတော့ကိုရှာခြင်းတဲ့စာအုပ်တွေကိုဒီမှာသွားပြီးတော့ရှာလို့ရတယ်နောက်ပြီးတော့ခုနကကျွန်တော် favorite လုပ်ထားတဲ့ဟာဆိုရင်ဒီမှာပေါ်နေလိုက်မယ်နောက်ပြီးတော့ကျွန်တော်ဒီမှာ download လုပ်ထားတဲ့စာအုပ်တွေကိုကြည့်ခြင်းတယ်ဆိုရင်လည်းဒီမှာကြည့်ပြီးတော့ကိုဖတ်လန့်စာစာအုပ်ရှိရဆိုရင်လည်းဒီမှာဖတ်လိုက်လို့ရတယ် ဲ့တော့ဒီ application ကစာအုပ်တွေလည်းတော်တော်များများစုံတယ်။နောက်ပြီးတော့ကြောင်းကြရပါလဲမတက်ဘူး။အဲ့တော့တော်တော်လေးမိုက်တဲ့ဒီစာအုပ် free ဖတ်လို့ရတဲ့ application လို့တော့ပြောရအောင်အဲ့တော့ဒီ view မှာပြောပြပေးခဲ့တဲ့ application မှာဒီစာအုပ်တွေသွားပြီးတော့ free ဖတ်ကြည့်ပြီးလို့ကိုကသဘောကျတဲ့စာအုပ်လေးတွေရှိတယ်ကိုသဘောကျတဲ့ဒီစာရေးဆရာရှိတယ်ဆိုရင်ကျွန်တော်တို့သူ့ရဲ့ပေါ့နော်အဲကျွန်တော်တို့ဒီစာအုပ်ကိုဝယ်တာပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီပတ်စံပေးပြီးတော့သူ့ရဲ့စာအုပ်ကိုဖတ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးကြီးလုပ်ပေးဖို့တော့ကျွန်တော်ကဒီမြစ်တာရခံနေတယ် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က free ဖတ်လိုက်တယ်ဆိုပေမဲ့ဒီ science ဆရာတွေဘက်ကကြည့်မယ်ဆိုရင်တို့အတွက် income ရော့သွားတာမျိုးတွေဖြစ်နိုင်တယ်။အဲ့လိုမျိုးကြရင်တော့တိတ်ပြီးတော့မမိုက်ဘူး။အဲ့တော့မိတ်ဆွေကမိတ်ဆွေအားပေးတဲ့စာရေးဆရာကိုတကယ်တကယ်အားပေးခြင်းနဲ့ဆိုရင်တော့သူကိုယ်တိုင်ထုတ်ထားတဲ့စာအုပ်တွေကိုဝယ်တာမျိုးလုပ်ဖို့တော့အကြံပေးခြင်းနဲ့အဲ့တော့ဒီနေ့ဗီဒီယိုမှာပြောပြပေးတဲ့အကြောင်းကိုမိတ်ဆွေအနေနဲ့ကျင့်တတ်မယ်လို့ညွှန်လင်းပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာတွေ့မယ်လို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်ခန့်ပါ